ဲ့တော့ဒီ DGB ရဲ့ဌာနချုပ်အနီးမှာတက်မလို့ဆေးချောင်းဖြတ်သွားတယ်ဖြတ်သွားတော့ကျွန်တော် DGB ရကော DGN ပူပေါင်းပြီးတက်မလို့ဆေးချောင်းတိုက်ခဲ့သလား DGB ရဲ့ area ထဲမှာတော့ DGB ကဒီတက်မလို့ရဲ့ဒီဆေးချောင်းကိုသူတို့ဒီလုံချုံရေးအမခံချက်မပေးဘူးသူတို့ကိုယ်တိုင်တရင်သူတို့ကိုယ်တိုင်ပေါင်းပြီးတော့တိုက်သလားဒါတော့ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတယ်။ TikTok တိုက်ပွဲက second ပိုင်းတွင် minute ပိုင်းတွင်ကြာခဲ့ပြီးတော့ TikTok တိုက်ပွဲအတွင်းမှာပဲ NASA ရဲ့စစ်တီတွေအများကြီးကလက်နက်ချအငြင်းခံခဲ့ပါတယ်။ ဖြစ်စဉ်အတွင်းမှာအသက်80နီးပါးရှိတဲ့စစ်မှုထမ်းဒီတက်မတော်သားဟောင်းတယောက်နဲ့လူငယ်စစ်တီအများကြီးကိုလည်းမြင်တွေ့ရပါတယ်ဒီမြင်ကွင်းကနာဆကအနေနဲ့လောက်ခံတက်ပြီးပြည်မင်းနေမှာရှိနေတဲ့တက်တွေနဲ့ပတ်သက်ပြီးတော့အနာဂတ်ကိုဘယ်လိုမျိုးစဉ်းစားထားလဲဆိုတာဒီကုန်ထုတ်เสียဖြစ်လာပါတယ် အများစုဆိုတော့ပဲဒီ NASA ကရဲ့တက်မတော်စစ်ကြောင်းတွေကစစ်ကိုသွားတာပဲဖြစ်ဖြစ်စစ်ကြောင်းကြီးခြေတက်တာပဲဖြစ်ဖြစ်အများရန်မေကုန်းထုတ်ခံရလေရှိပြီးတော့အများရန်ကြားပြတ်တိုက်ခိုက်ခံရလို့ရှိပါတယ်ပြီးခဲ့တဲ့ရသရပတ်များအတွင်းကဆလို့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကို KNU ရဲ့ PDF မဟာမိတ်တွေပူပေါင်းပြီးပြင်းပြတရက်ကိုတစ်ခုနှုံးလောက်ဆက်တိုက်သိမ်းလာခဲ့ပါတယ်ဒီကိစ္စတွေနဲ့ပတ်သက်လို့အစောပိုင်းကဗောမတွေမသိချင်အောင်ဆောင်းရင်ကုန်နှုတ်ပိတ်တဲ့အမှောင်ရှပြီးနေခဲ့ကြပေမဲ့ အခုတော့ထပြောလာကြပါပြီဒါပေမဲ့ပြောလာတာကလည်းသူတို့ညံ့လို့စခန်းတွေကျတယ်ဆိုတာကိုဝန်ခံတာမဟုတ်ပဲခိုင်းဘက်ကနေ DGBA ဌာနချုပ်ထဲခိုးဝင်လာခဲ့တဲ့စစ်ခွေးစစ်ကြောင်းကို DGBA ကကာကွယ်မပေးလို့ထုံးစံအတိုင်းသူတို့ဘာကိုအပြစ်တင်ဖို့ပြောလာကြတာဖြစ်ပါတယ်အခုပထမဆုံးအနေနဲ့စစ်ကောင်စီ lobby စစ်ရှုံးကြော်စိုးစစ်ရှုံးမှုကိုဘလို့ဆင်ရှင်ပေးပြီ ဒီကေဘီကိုအရှောင်တက်တက်ဘလို့အပြစ်တင်ထားသလဲဆိုတာကိုနားထောင်ကြည့်ရအောင်ပါအဲ့ဒီမှာနေဆက်မှာရှိတဲ့ဒီတက်မလို့စကန်နေတိုက်ခတ်ခံနေရတဲ့အခြေအနေပါတိုက်ခတ်ခံနေရတယ်ထားပြမှာနေဆက်ကြောမှာရှိတဲ့တက်မလို့စကန်နေကဒီဒီဇင်ဘာလ16ရက်နေ့ကနေစပြီးတော့ဒီကနေ့ထိတိုက်ခတ်ခံနေရတယ်နေဆက်စကန်နေဆိုတဲ့အနေအထားကကျွန်တော်တို့ဒီမြေပြင်ထောက်ဖို့လမ်းကြောင်းခတ်ခဲ့တယ်ပြန်ကျွန်တော်တို့ဒီလက်နက်ကြီးပြဖို့တော့ကအကန့်အသတ်ရှိတယ်ပြီးရင်ကျွန်တော်လေးချောင်းကနေပြီးတော့ဒီဘုံကျဲဖို့ ကလည်းအကန့်သက်ရှိတယ်။ဘာကြောင့်လဲဆိုတော့ဒီစကန်နစ်ကဒီထိုင်းမြန်မာနယ်စပ်မှာရှိနေတဲ့အခါကျတော့ဒီလက်နက်ကြီးနဲ့ပစ်ခဲ့ရင်လည်းပဲဒီကြီးရဒီထိုင်းဧရိယာတွေကိုသွားပြီးကြမယ်ဆိုရင်ကျွန်တော်တို့ဒါနှစ်နိုင်ငံရဲ့ဒါချစ်ကြည်မှုကနည်းနည်းလေးပြဿနာရှိလာနိုင်တယ်။ Oh my god! ပြီးရင်ကျွန်တော်တို့လေးနဲ့ဘုံကျတဲ့အခါကြရင်လည်းပဲဒီကျွန်တော်တို့ဒီထိုင်းဧရိယာဘက်ကိုနယ်စပ်စီးကိုကြော်ကြပါလေ။ဒါကတော့ကျွန်တော်စိုးရရတယ်ပေါ့။ အဲ့တော့တရားပြည့်ကျွန်တော်ဒီတိုင်းပြည်မှာနေဆက်မှာရှိတဲ့ဒီတက်မလို့စကန်နေတဲ့ပတ်သက်ရင်တက်မလို့ကလေချောင်းပစ်ကိုလက်နဲ့ကြီးပစ်ကိုပေးတဲ့အခါမှာတော့ကျွန်တော်တို့အကန့်အသတ်ရှိပါတယ်ဒီအကန့်အသတ်ရှိမှုကိုဒီလက်နက်ကိုင်အဖွဲ့တွေကသူတို့ရဲ့ဒီအခွင့်အရေးဖြစ်အသုံးချပြီးတော့ drone နေနဲ့ဒီစကန်ကိုတိုက်တယ်စကန်ကိုတိုက်ပြီးတော့ကျွန်တော်တို့ဒီ drone နဲ့ဒီမွားစီထောက်အောင်သူတို့ drone နဲ့ဘုံကျဲပြီးတဲ့အခါကျရင်သူတို့ရဲ့ဒီဒီဒီမြေပြင်စစ်ကြောင်းနေနဲ့ဝင်တိုက်တယ်ပေါ့အဲ့မှာကျွန်တော်တို့ဒီတက်မလို့က ဒီစကားမရတမောသားတွေဟန်ချက်ပြတ်သွားတဲ့ခါမှာဒဏ်ရာရသွားတဲ့ခါမှာသူတို့ကဒီအင်အားအလုံးနဲ့ဗတ်ပေါင်းစုံတိုက်တယ်ပေါ့ဒီလိုဗတ်ပေါင်းစုံမတိုက်ခင်သူတို့ကဒီဒီကျွန်တော်တို့ဒီရိတ်ခါပုနိုင်တဲ့လမ်းကြောင်းတွေပြီးကျွန်တော်ထောက်ပို့ပို့လိုက်တဲ့လမ်းကြောင်းတွေသူတို့ဖြတ်တယ်ဖြတ်ပြီးတော့သူတို့ဒီတိုက်တယ်ပေါ့အဲ့တော့တိုက်တယ်ပေါ့အဲ့တော့ KNU ကလည်းဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စကန်တွေကိုသူတို့တိုက်မယ်ဟောပေါ့အပီးတိမ့်ပိုက်နိုင်မယ်တိမ့်ပိုက်ရေးစီမံချက်လုပ်တယ်လို့သူတို့ဘက်ကကြွေးကြော်တာတွေ့ရတယ် KNU ကတိုက်တဲ့ခါမှာသူတို့ရဲ့ဒီ KNU စစ်သွေးကြွားနေတဲ့အတူသူတို့ရဲ့မဟာမိတ်အဖွဲ့တွေပေါင်းပြီးတိုက်တယ်တိုက်တယ် အသူရဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ကျွန်တော်တို့စကန်းနေဆုတ်လွတ်ရတဲ့ရှိရဲကြာဆုံးခဲ့တာရှိရဲဒါကကျွန်တော်တို့ပကတိရှိတာပါကျွန်တော်တို့ကျွန်တော်တို့ဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒီတမ်ဘောစကန်းနေတဲ့ပတ်တိုင်းတော့ကျွန်တော်တို့တော်တော်ကြီးကိုဒါကျွန်တော်တို့တတိကြီးကြီးစောင့်ကြည့်ရမယ့်နေရာဖြစ်သွားပြီကဲတော့အဲ့ဘက်မှာအင်အားစုပြုံပြီးတော့တိုက်ခိုက်မှုတွေလှုပ်လာတယ်အဲ့တော့ဒီကနေ့မှာကျွန်တော်တို့ဒါထူးထူးခြားခြားအနေနဲ့ထူးထူးခြားခြားအနေနဲ့ညောင်ဝတီဘောလီသွားကာလန်ကာလန်မှာရှိတဲ့ကာလန်မှာရှိတဲ့ဒီဒီတမ်ဘောစကန်ပေါ့နေဇာစကန်ကို ီတက်မလို့ကကျွန်တော်တို့ဒီစစ်ကူပေးတဲ့စစ်ကြောင်းတိုက်ခတ်ခံရတယ်။အဓိကတော့လက်ရှိသူတို့တိုက်နေတာကတေဘောဘိုစကန်အဲ့တော့တေဘောဘိုစကန်ကိုတိုက်နေတယ်တိုက်တဲ့အခါမှာဒီတက်မလို့ရဲ့စစ်ကြောင်းတွေကကျွန်တော်တို့စစ်ကူသွားပေးတယ်။အဲ့ဒီရုပ်သံဖိုင်ကမနေ့ကတည်းကမီဒီယာတွေမတက်နေတာ။မီဒီယာတက်မှာတက်မလို့စစ်ကြောင်းပင်လားရောက်သွားပြီးဘဲယုံဘဲနေရာဝင်သွားပြီးဆိုပြီးတော့တက်နေတာ။အဲ့တော့မနေ့ကတက်တဲ့အခါမှာကျွန်တော် DGB ဌာနချုပ်ရှိရဲ့စုံစည်းမြိုင်အဲ့တော့စုံစည်းမြိုင်ကိုတက်မလို့စစ်ကြောင်းတွေရောက်နေပြီဆိုပြီးတော့အကုန်လုံးတင်တယ်။မနေ့ကတင်တယ်။ မနေ့ကလည်းတင်ရောဒီကနေ့မှလည်းကြာရောအဲဒီစုံစည်းမြိုင်အနီးမှာပဲဒီတက်မလို့ဆက်ချောင်းတွေဂျားပြတ်တိုက်ခတ်ခံလိုက်ရတယ်။တော့တက်မလို့ဒီတက်ဖို့ဝင်တချို့ကြာတာရှိတယ်။တက်ဖို့ဝင်အချို့အဖမ်းခံလာရှိတယ်။ကျွန်တော်အခြားသောဒီတက်မလို့ဆက်ချောင်းတွေကတော့တောက်လျှောက်ကျွန်တော်ပြန်ပြီးခုခံပြီးတိုက်နေနေလာရှိတယ်။အဲ့တော့ဒီ DGB ရဲ့ဌာနချုပ်အနီးမှာတက်မလို့ဆက်ချောင်းဖြတ်သွားတယ်။ဖြတ်သွားတော့ကျွန်တော် DGB ရကော DGB နဲ့ပူပေါင်းပြီးတက်မလို့ဆက်ချောင်းတွေတိုက်ခဲ့သလား။ DGB ရဲ့ area လေးမှာတော့ DGB ကဒီတက်မလို့ရဲ့ဒီစစ်ကြောင်းကိုသူတို့ ဒီလုံချုံရေးအာမခံချက်မပေးဘူးသူတို့ကိုယ်တိုင်တရင်သူတို့ကိုယ်တိုင်ပေါင်းပြီးတော့တိုက်သလားဒါတော့ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတယ်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့အမသူစစ်သွေးကြောမီယာတွေမှာရေးနေရတော့ဒီ DGB ဌာနောက်ကြီးရုပ်ရှိရဒီစုံစည်းမိုင်ကိုတက်မတော့ကဘုံကျဲလိုက်တယ်လို့ရေးနေတယ်ရေးနေတယ်အဲ့တော့ဒီတရင်ပြန်ချုပ်ရမယ်ဆိုတော့ကျွန်တော်တို့ကနံပါတ်1နံပါတ်၁ကတော့ကျွန်တော်တင်ပြချင်တာကဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒီတက်မလို့စကန်တွေကိုစစ်သွေးကြောအုပ်စုတွေကဒီဇင်ဘာလကနေစပြီးတိုက်တယ်ရင်းနေတိတိုက်တယ်ရင်းနေတိတိုက်တယ်တိုက်တဲ့အခါမှာသူတို့ drone တွေနဲ့ ဒါအုပ်လိုက်ပြန်တယ်အုပ်လိုက်ပြန်ပြီးတော့ကျွန်တော်စကန်နေရာကိုပြစ်မှတ်တခုတော့တိုက်တယ်ဘုံကျဲတယ်ပေါ့နောက်ဆုံးမှကျွန်တော်တို့ဒါအောက်ဒီမြေမြမရှိတက်မော်ဆိုင်ဟန်ချက်ပြတ်တဲ့အခါမှာအချမ်းမသမားတွေကဒီမြေပြင်းနဲ့ဝင်တိုက်တယ်ပေါ့သူတို့ဒီလူမျိုးတွေပဲတိုက်တယ်သူတို့ရဲ့ရည်ရချက်ကတော့ဒီထိုင်းမြန်မာနယ်စပ်ကြောမှာရှိတဲ့တက်မော်စကန်နေကင်းစင်ဖို့ဆိုပြီးသူတို့ဒီရည်ချက်နဲ့တိုက်နေတယ်အဲ့တော့ကျွန်တော်တို့ဒါဒီအချိန်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့စောင့်ကြည့်ရမယ့်အနေအထားဖြစ်တယ်သူကတော့နောက် lobby တကောင်မှာသူ့နာမည်ကိုတော့မသိပါဘူး သူကတော့ကြော်စိုးဦးထက်ကိုအဆက်အလက်ရှိပါတယ်။ဒါမြန်မာနယ်ဆက်စက်တိုက်စစ်ရှုံးနေမှုမှာမင်းအောင်လှိုင်မှာဘာပလန်မှမရှိလို့ရှုံးတာဖြစ်ပြီးအနာဂတ်အလားအလာလည်းမကောင်းဘူးလို့သုံးသပ်ပြသွားပါတယ်။ဒါပေမဲ့သူကလည်းစစ်ရှုံးတာကိုညံ့လို့ပြည်သူတွေလက်မခံလို့စစ်ရှုံးတယ်လို့လက်မခံပဲအရှောင်သက်သက် DKBA ကိုအပြစ်တင်သွားပါတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲကစက္ကန့်ပိုင်းတွင်မိနစ်ပိုင်းတွင်ကြာခဲ့ပြီးတော့ထိတွေ့တိုက်ပွဲအပြင်းမှာပဲနာဆာကရဲ့စစ်တီတွေအများပြားကလက်နက်ချအများခံခဲ့ပါတယ်။ဖြစ်စဉ်အတွင်းမှာအသက်80နီးပါးရှိတဲ့စစ်မှုထမ်းဒီတက်မတော်သားဟောင်းတယောက်နဲ့လူငယ်စစ်တီအများပြားကိုလည်းမြင်တွေ့ရပါတယ်။ဒီမြင်ကွင်းကနာဆာကအနေနဲ့လောက်ကန်တက်တွေ ပြည်ပြည်နယ်မှာရှိနေတဲ့တပ်တွေနဲ့ပတ်သက်ပြီးတော့အနာဂတ်ကိုဘယ်လိုမျိုးစဉ်းစားထားလဲဆိုတာဒီကုံထုတ်เสียဖြစ်လာပါအများအားဖြင့်ဒီလိုပဲဒီနာဆာကရဲ့တက်မတော်စစ်ကြောင်းတွေကစစ်ကိုသွားတာပဲဖြစ်ဖြစ်စစ်ကြောင်းကြီးခြေတက်တာပဲဖြစ်ဖြစ်အများအားမေကုန်းထုတ်ခံရလေရှိပြီးတော့အများအားကြားဖြတ်တိုက်ခိုက်ခံရလို့ရှိပါတယ်ဒီကြောင်းရတွေဒီအခြေအနေတွေကိုလည်းပြန်လဲသုံးသပ်မှုပြန်လဲသုတေသနပြုပြုပြီးတော့လိုအပ်တဲ့အခြေအနေတွေကိုပြုပြင်ပြောင်းလဲရေးလိုအပ်တဲ့အစီအမံတွေကိုပြန်လဲပြင်ဆင်ရေးတွေဆောင်ရွက်ထားမှုကလည်းဒီနေ့ဒီအခြေအနေလိုအပ်နေစေဖြစ်တာကိုတွေ့ရပါတယ် အဆိုရဆုံးကတော့မနေ့ကမေလ28ရက်နေ့မနေ့ပိုင်းစုံစည်းမြိုင်ကနေထွက်လာတဲ့တပ်မတော်စစ်ကြောင်းခြုံကိုတိုက်ခိုက်ခံခဲ့ရတာပဲဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုတွေကို Cobra Colon ကပိုတာဘိုးအဖွဲ့ဦးဆောင်ပြီးတော့ KNU KNU အဖွဲ့တွေ KNL အဖွဲ့တွေနဲ့ MUG လက်အောက်ခံ PDF အဖွဲ့တွေဝိုင်းဝန်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုကိုဒီစုံစည်းမြိုင်ကနေထွက်လာလို့ရှိရင်တမိုင်းကျော်အကွာဝေးမှာပဲရှိသေးတဲ့အခြေစုံစည်းမြိုင်ဒေတာ GGB အထင်းချုပ်ရာဒေတာက ဒီနှစ်တက်ဘူပွဲတော့စူပေါင်းဝင်တန်းစီဝင်ပြုတ်လုထားတဲ့နေရာအနည်းတစ်ဝိုက်မှာတိုက်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။တိုက်ခတ်မှုကမိနစ်ပိုင်းသာကြာခဲ့ပြီးတော့လက်နက်ချခဲ့တဲ့ဖြစ်စဉ်တွေဖြစ်ပေါ်ခဲ့ပါတယ်။လက်နက်ခဲရအနာတားကိုလည်းရရှိသွားတာကိုကျွန်တော်တို့မှတ်တမ်းဝီဒီယိုဖိုင်တွေနဲ့မြင်တွေ့ရပြီးတော့လက်ရဖမ်းဆီးခံရတဲ့စုဆောင်တန်းတွေကိုလည်းကျွန်တော်တို့မြင်တွေ့ရပါတယ်။ဒီတော့ဝေါ်လီမြန်ကနေဒီဘောဘိုးပြူဟာကိုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ငူရင်လန်နဲ့ဖောက်လုထားတဲ့လန်နဲ့သွားမယ်ဆိုလို့ရှိရင်3.8မိုင်နဲ့4မိုင်နီးပါးပဲအကွာအဝေးရှိပါတယ်။ဒါပေမဲ့ ဒီမြေပြင်တိဆောက်ပုံအရမြေတော်အရဝေါ်လီမြိုင်ကနေမြောက်ဘက်မှာရှိနေတဲ့တော်တေဘောဘုံပြူဟာကိုသွားမယ်ဆိုလို့ရှိရင်တောင်းရင်မြစ်ကိုဖြတ်ပြီးတော့နန္ဒမိတ်သတ်မှတ်ထားတာဖြစ်တဲ့အတွက်အင်မတန်မှခကြီးကဝေးကွာသွားပြီးတော့ဆက်နမိုင်ဝင်းကျင်ခန့်ဖြတ်သွားပါတယ်အဖြောင်တိုင်းမယ်ဆိုလို့ရှိရင်တော့ရှစ်မိုင်အကွာဝေးသာရှိပါတယ်9ကီလိုမီတာအကွာဝေးလောက်ရှိတဲ့အခြေအနေကနေကွေးကောက်ပြီးသွားရတဲ့အခြေအနေတွေကြောင့်ဆက်နမိုင်ခကြီးကိုခြေလင်းနဲ့အကာအကွယ်မဲ့စွာနဲ့သွားရတယ်လို့ပဲယူဆရပါတယ်ဗောလီမြန်ပြူဟာကနေထွက်လာတဲ့အဖွဲ့တွေက DKBA ရဲ့စုံစည်းမြိုင်ဒေတာကြီးကို29ရက်နေ့ကရောက်ရှိပြီးတော့28ရက်နေ့မနက်မှာထွက်ပွားသွားတယ်။ဒီစစ်ကြောင်းတွေ DKBA ကိုရောက်ရှိနေတဲ့စစ်ကြောင်းတွေကတေပေါ်ဘိုးပြူဟာကိုတွားမယ်ဆိုတဲ့အကြောင်းအရစုံစည်းမြိုင်ကိုရောက်ရှိပြီးတော့ညအေပီထွက်ခွာသွားတဲ့တည်င်းတွေက DKBA ဘက်ကတည်င်းတွေပောက်ခဲ့သလား။ဒါမှမဟုတ်စုံစည်းမြိုင်မှာရှိနေတဲ့ DKBA လက်အောက်ခံအဖွဲ့တွေဒါမှမဟုတ်ရင်နှစ်ဖက်ခွာစားနေတဲ့အဖွဲ့တွေကပဲတည်င်းပေးခဲ့သလားဆိုတာဒီညမှာလည်းဆက်ပြီးတော့ ောက်ဆက်ကသတိပြုရမှာပဲဖြစ်ပါတယ်တကယ်တော့ DKB ဆိုတာက NCA လက်မှတ်ရေးထိုးထားတဲ့ပြည်ရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ် KNU ကနေခွဲထွက်လာတဲ့ခွဲထွက်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီးတော့ပြီးခဲ့တဲ့2024ခုနှစ်နှစ်ကုန်ပိုင်းတွေမှာတရုတ်ရဲ့ကြားဖြန့်ကိစ္စနဲ့ပတ်သက်ပြီးအတိကခေါင်းတည်ခံပြီးတော့နာမည်ထွက်လာတဲ့အဖွဲ့အစည်းတစ်ခုက DKB ပဲဖြစ်ပါတယ်ဟုတ်လားသူကြားဘူးလားငါနဲ့